DPP ရဲ့နောက်ဆုံးရသတင်းတွေကိုပြောပြပေးပါမယ်။စကိုင်းတိုင်းမိုရမြို့မှာမိခင်ကအသားဖြစ်သူကိုမူကြိုလိုက်ပို့တဲ့အချိန်မေလ၈ရက်မနက်9နိုင်ခွဲလောက်မှာလူတစုကကလေးရဲ့မိခင်ကိုတနက်ပြချင်းချောက်ပြီးကလေးကိုပြက်ပေးဆွဲခေါ်ဆောင်သွားတယ်လို့ဒေသခံတွေကပြောပါတယ်။တနတ်တွေကင်ထားတဲ့လူလေးယောက်ကမုံရွာမျိုးအောက်ချမ်းသာရက်ကွက်မြောက်ရီလမ်းမှာတင်ဆောင်နေပြီးမူကြိုသွားပို့တဲ့မိခင်ကိုတနတ်နဲ့ပြစ်မယ်လို့ချင်းချောက်ကခလေးကိုပြက်ပေးဆွဲခုတ်သွားတာလို့ဆိုပါရယ် မြို့သိမ်းတိုက်ပွဲပြင်းထန်နေတဲ့ဗမော်မြို့မှာညောင်မေတာရက်ွက်ကတောင်လေးလုံးရိပ်သာမှာစစ်ရှောင်နေထိုင်ကြတဲ့ပြည်သူတွေမေလ၈ရက်မနေ့ပိုင်းကမြို့ရင်းကနေထွက်ပြေးတိမ်းရှောင်နေစဉ်တိုက်လီရင်နဲ့လာရောက်ပုံကျဲတိုက်ခိုက်ခဲ့တာကြောင့်ပြည်သူ၁၅ရောက်အသက်ဆုံးရှုံးပြီး၃၀လောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့တော်လှန်ရေးတပ်ဖွဲ့ဝင်တအူကပြောပါတယ်။ အင်အားပြင်းကလေးကြောင့်မန္တလေးကပြိုကျခဲ့တဲ့ Sky Villa အဆောင်အဆောင် BCD တို့ကိုမေလ၈ရက်ကရန်တရားတွေနဲ့ဖေရှားရှင်းလျာမှာရုပ်အလောင်းနှလောင်းထပ်မံထုတ်ယူနိုင်ခဲ့တယ်လို့မိသက်ဦးစီးဌာနကထုတ်ပြန်ထားပါတယ်။ DBB နောက်ဆုံးရသတင်းတွေကို DBB TV News Facebook Page မှာဆက်လက်ကြည့်ရှုနိုင်ပါတယ်ရှင်။